အမော်ရင်ကလွတ်လွတ်လပ်လပ်နေပါလို့ကိုညာကိုပြောခဲ့တဲ့ဇာတ်ကားထဲမှာဘလို့အထိပ္ပယ်တွေပါဝင်နေမလဲပေးသမျှလုံးမဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မန်ယူကစားသမားအသစ်ကိုညာကိုအမော်ရင်ကမတိရရဲ့မင်းလွတ်လွတ်လပ်လပ်နေပါလို့ပဲငါမင်းကိုပြောနိုင်သေးတယ်လို့ပြောခဲ့ပါတယ်ဒီဇာတ်ကားကဘာသဘောလဲအမော်ရင်ကကိုညာကိုယုံကြည်မှုပေးတာလားဒါမှမဟုတ်ဘလို့ရွယ်ချက်ရှိလဲဆိုတာနဲ့ပတ်သက်ပြီးဒီနေ့ဗီဒီယိုမှာနည်းနည်းတော့ဆန်းစစ်ကြည့်ရအောင်ပါ အမော်ရီရဲ့ဒီစကားကတစ်ဖက်ကရိုးရှင်းပေမဲ့နောက်ွယ်မှာနေပြတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာချင်းကမ်းမှုကိုထင်ဟပ်လို့နေပါတယ်။လွတ်လွတ်လပ်လပ်နေပါဆိုတဲ့စကားကကိုညာကိုဖိအားမပေးပေသူ့ရဲ့တဘာဝအတိုင်းကစားကွင့်ပေးဖို့ရည်ရွယ်ပုံရပါတယ်။ကိုညာကဟူဗာဟန်ဒန်အသင်းမှာ2023-24ရာသီမှာတုန်းကတော်တော်ကောင်းကောင်းခြေစွမ်းပြခဲ့ပါတယ်။ပရီးမီယာလိမှာသွင်းဂိုး12ဂိုးနဲ့9ချိန်ဂိုးဖန်တီးပေးခဲ့တာကအထူးအရေးချင်းကိုတက်စီပြနေပါတယ်။ အခုမန်ယူကိုရောက်ရှိလာတဲ့အခါမှာလည်းကိုညာရဲ့ဖန်တီးမှုကစားွက်ထဲမှာလွတ်လပ်စွာဆုံးဖြတ်ချက်ချပြီးသူ့အကောင်းဆုံးပုံစံကိုထုတ်ပြဖို့ယုံကြည်မှုပေးတဲ့သဘောနဲ့အမော်ရင်ကအခုလိုပြောတာလို့လည်းမြင်နိုင်ပါတယ်။အမော်ရင်ကနီးပြားတယောက်အနေနဲ့ကစားသမားတွေကိုစိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုပေးတတ်သူဖြစ်ပြီးဒီလိုစကားမျိုးကကိုညာကိုဖိအားမပေးဘဲသူ့ပုံစံအတိုင်းကစားဖို့အားပေးတာမျိုးနဲ့တူပါတယ်။အမော်ရင်ကသူ့အသင်းကစားသမားတွေကိုတင်းကျပ်တဲ့စီကတ်နဲ့ကစားွက်တွေထဲထားပြီးနေရာတိုင်းမှာအသေးစိတ်ညွှန်ကြားတတ်တဲ့နီးပြားဆိုတာကြီးတတ်မဟုတ်ပါဘူး။ ်အမော်ရင်ကတိုက်စစ်မှာအခွင့်အရေးဖန်တီးနိုင်တဲ့ကစားသမားတွေကိုလွတ်လပ်ခွင့်ပေးပြီးသူတို့ရဲ့ပင်ကိုစွမ်းရည်ကိုကောင်းကောင်းအသုံးချတတ်ပါတယ်။ဝါဟန်တမာကိုညာကတိုက်စစ်မှာအဓိကကျတဲ့ကစားသမားဖြစ်ခဲ့ပြီးသူရဲ့ပြေးလွှားနိုင်မှုဘောလုံးထိန်းနိုင်မှုနဲ့ဂိုးဖန်တီးနိုင်မှုကိုအမော်ရင်ကသဘောကျပြီးအားကိုးကြည့်နေပါတယ်။လွတ်လပ်လက်နေပါဆိုတာကကိုညာကိုသူ့ရဲ့ဖန်တီးမှုစွမ်းရည်တွေအပြည့်အဝထုတ်သုံးဖို့ခွင့်ပြုထားတဲ့သဘောပါ။ ဂျာဟာမော်ရင်ကကွန်ညာရဲ့ခြေစွမ်းကိုယုံကြည်ပြီးသူ့ကိုတင်းကျက်တဲ့ညွန်ကြားချက်တွေနဲ့ကြုံမထားချင်ဘူးဆိုတဲ့အဓိပ္ပာယ်လေးဖြစ်နိုင်ပါတယ်။နောက်ပြီးကွန်ညာကစိတ်ပိုင်းဆိုင်ရာယုံကြည်မှုရှိတဲ့အခါပို့ပြီးခြေစွမ်းထက်တယ်လို့သတင်းတွေမှာဖော်ပြခဲ့မှုပါတယ်။2023 24ရာသီမှာဟူဗာဟန်တန်ကအဆင့်14နဲ့ပြီးဆုံးခဲ့ပြီးမြန်မာ့ရဲ့ခြေစွမ်းကထင်ရှားခဲ့ပါတယ်။ဒါပေမဲ့2024 25ရာသီအစောပိုင်းမှာဟူဗာဟန်တန်တသိန်းလုံးရုန်းကန်နေရတာတွေကိုတွေ့ရပါတယ်။နောက်ပိုင်းမှာတော့ကစားသမားတွေယုံကြည်မှုပြန်ရလာကြပြီးယာတင်ရတိုက်တဲ့ရလဒ်တွေကိုရယူနိုင်ခဲ့ကြပါတယ်။ဒါကြောင့်မယူသိန်းထံအခုမှရောက်ရှိ တာနဲ့ကိုညာကိုလွတ်လွတ်လပ်လပ်ဆိုပြီးပြောခဲ့တာကကိုညာရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးဖို့ရည်ရွယ်တာလည်းဖြစ်နိုင်ပါတယ်။အမော်ရင်ကကိုညာရဲ့ရည်ချင်းကိုယုံကြည်ပြီးသူ့ကိုဖိအားမပေးဘဲယုံကြည်မှုပေးရင်အရင်လိုခြေစွမ်းကောင်းနေမယ်မှာဆက်လက်ပြတ်သားလာနိုင်တယ်လို့အမော်ရင်ကတွက်ထားပုံရပါတယ်။နောက်တစ်ခုတွေးစရာကဒီစကားဟာအမော်ရင်ရဲ့နီးပြရာထူးပေါ်မှာကြားရောက်နေတဲ့ဖိအားကိုပြောင်းလဲဖို့ကြိုးစားမှုလည်းဖြစ်နိုင်ပါတယ်။မာယူကအမော်ရင်နဲ့ထက်မှအသင်ကစားပုံကိုပြောင်းလဲဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့အသင်ရဲ့ရလက်တွေကသိမကောင်းသေးပါဘူး။ဒီလိုအချိန်မှာကိုညာလိုအဓိကကစားသမားကိုလွတ်လပ်ခွင့်ပေးပြီးမင်းအပေါ် မှာငါအားကိုးတယ်ဆိုတဲ့သဘောပြတာကအမော်ရင်ရဲ့နှီးပြီဟွာတရေလေးဖြစ်နိုင်ပါတယ်။ဒါကကိုညာကိုတာဝန်ယူမှုပေးပြီးအသေးရဲ့တိုက်စစ်ပိုင်းမှာပို့ပြီးထင်ရှားအောင်နှုတ်ဆော်တာလို့လည်းရှုမြင်နိုင်ပါတယ်။ကိုညာကအဖေအောက်မှာတခါတရံခြေစွမ်းမတည်ငြိမ်တတ်ဘူးလို့သတင်းတွေမှာဖော်ပြခဲ့မှုပါတယ်။အမော်ရင်ရဲ့လွတ်လွတ်လပ်လပ်ဆိုတဲ့ဇကားကသူ့ကိုစိတ်ပိုင်းဆိုင်ရာယုံကြည်မှုပေးပြီးအရင်လိုခြေစွမ်းကောင်းနေပြဖို့နှုတ်ဆော်တာလို့ယူဆရပါတယ်။အမော်ရင်ရဲ့ဒီချင်းကမှုဇကားတွေကကိုညာကိုစိတ်ပိုင်းဆိုင်ရာမြင့်တင်ပေးနိုင်ပြီးသူ့ရဲ့ခြေစွမ်းကိုမရင်မှာဆက်လက်ထုတ်ပြဖို့အခွင့်အလမ်းဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့အခုပဲ ဖတ်ပေးသွားမယ့်အချက်တွေကိုလည်းထည့်စင်းစားပါမယ်။မန်ယူကရလဒ်တွေတိတ်မကောင်းသေးပါဘူး။ဒီအသီမာပရီးမီးယားလိအဆင့်ဆန်ကယူရိုပါလိဖိုင်နယ်ရှုံးဆိုပြီးဆွဆွရွရွနဲ့ဇက်သိမ်းခဲ့ရပါတယ်။ဒါကြောင့်အကွန်ညာတယောက်တည်းကိုပဲဒီကမျောလင့်ထားတာမျိုးတွေလုံးလုံးမရပါဘူး။တသိန်းလုံးတင်ငိန်လာမှအမော်ရင်ရဲ့ကစားကွက်မှာအန်ကွင်လာမှကိုညာစီကနေပုံမကောင်းမွန်တဲ့အကျိုးပြုမှုတွေကိုခံစားရမှာပါ။ကိုညာကဒဏ်ရာပြဿနာတချို့ရှိခဲ့ဘူးပါတယ်။ဒါကြောင့်လာမယ့်ရာသီမှာပွဲတိုင်းနီးပါးကစားနေရမယ်ဆိုရင်သူ့ရဲ့ခြေစွမ်းကိုထိခိုက်နိုင်ပါတယ်။အမော်ရင်နေနဲ့သူ့ကိုလှက်ပတ်သုံးပြီးအနာပေးဖို့လိုမယ်ထင်ပါတယ်။ အချို့ဆိုရရင်အမော်ရင်ရဲ့လွတ်လွတ်လပ်လပ်နေဆိုတဲ့ဇကားကကွန်ညာကိုယုံကြည်မှုပေးတာလည်းဖြစ်နိုင်ပါ रे သူရဲ့ဖန်တီးမှုစွမ်းရည်ကိုအပြေးဝထုတ်သုံးဖို့ခွင့်ပြုတာလည်းဖြစ်နိုင်ပါ रे အမော်ရင်ကကွန်ညာရဲ့အရေးချင်းကိုယုံကြည်ထားပြီးသူ့ကိုဖိအားမပေးဘဲစိတ်ပိုင်းဆိုင်ရာအားပေးနေတယ်လို့မြင်မိပါ रे ကွန်ညာအနေနဲ့လည်းဒီယုံကြည်မှုကိုခွင့်ကောင်းယူပြီးအရင်လိုခြေစွမ်းကောင်းနေပြသလာနိုင်ဖို့မျှော်လင့်မိကြောင်းပါပေးသားများကရောအမော်ရင်ရဲ့ဇကားတွေအပေါ်မှာဘယ်လိုများမြင်မိကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုလည်းပြောပေးခဲ့လို့ရပါ रे အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါ रे